သူကသူအေးချမ်းချမ်းနေတဲ့အဖိုးကြီးကိုအခုဘာလို့ပြောလဲဆိုတော့ဟာတန်းရွှေကြီးလားအကုသူတွေများပြီးတော့ဘာလို့တလောက်တက်ရှည်နေလဲမနေ့ကပို့တခုတွေ့ရတယ်အဲ့လိုဘာသာမဲ့ကံကံကြီးချိုကံမဝါရီကမ္မတရညာနေပြက်စီအောင်လို့အင်းတွေရဲ့ရုံမာတဲ့အခြေုံမှုတွေတဲ့လူငယ်တွေကိုစိတ်တော့ကျွေးပြီးတော့ဘာသာမဲ့တွေဖြစ်အောင်အခုလုပ်ထားတယ်အဲ့တော့ဒါနဲ့ချိန်ကန်ကြီးကျတော့ရှင်းပြမယ်ဦးတန်းရွှေအနေနဲ့ကဲ ခိုးတယ်တို့တင်ရစာတတို့ထားပါတော့အခုလက်ရှိလက်လက်မော်ဖြိုးမင်းတိတ်အေးစံဒေါ်စုကင်းလာကဲဝန်ကြီးတွေနီလာကျော်တို့နှရက်တဲ့ဘိုင်းနဲ့ဘလောက်ခိုးလဲစိတ်ကရင်ရှိပေမယ်ဒါပေမဲ့ဦးတန်းရွှေခိုးပုံခိုးနေရတရားကြီးတွေဖြစ်သွားတယ်ဟိုတော့တရားကြီးတိုင်းနဲ့ကျွန်တော်တို့နဲ့ဆက်သွယ်တာနှရက်သုံးရက်ခီးနေချင်းပေါက်တယ်အဲ့ဒါဦးတန်းရွှေခိုးတဲ့ဂျိုးကျေးစုပဲ ဖန်တရာမော်လမြိုင်တန်လွင်တရာဟမ်ဦးသားကျွေးခေါ်တဲ့ကျေးဇူးကြောင့်ငင်းငင်းလန်းစားတွေပွင့်ခဲ့တယ်ဗိုလ်ချုပ်ခင်ညောရဲ့ရုံမှာရက်ဆက်မှုကြောင့်ဒီနေ့6နိုင်ရင်ခိတ်တရာတညလုံးသွားလို့ရခဲ့တယ်ကောင်းတာတွေပြန်မကြည့်တော့ဘူးလားလူတယောက်ကအပြစ်တက်တက်ပဲသွားနေတာဟစ်တလာတော်မှရှာကြည့်မယ်ဆိုကောင်းွက်တွေသူ့နိုင်ငံအတွက်အများကြီးရှိလိမ့်မယ်ဟမ်ဆရာဦးစိတ် သူ့နိုင်ငံအတွက်သူ့ဘာသာအတွက်ကောင်းွက်တယ်တော့အများကြီးရှိတယ်အလုံးစုံဖြတ်သွင်းရင်းနဲ့ဦးတန်းရွှေကြီးကဘာဖြစ်တယ်ညာဖြစ်တယ်နောက်ဘာတွေရုံးပါလာတယ်ဦးတန်းရွှေတာသမီးတွေကိုစိန်ရှိတော့လက်ထပ်ပွဲတို့ဘာတို့ညာတို့ဒီစင်နဲ့ဒီစင်ကတော့စိန်ဝေးတော်မှာအပိုင်သိမ်းလို့ရတဲ့လူတွေရဲ့မိသားစုတွေဘာတွေရှောက်လို့တာလဲဘဒုဝကင်းလို့လဲစီကရင်စီပေမှာပဲတော့ဒီမဲ့စေတနာဦးတန်းရွှေရဲ့ကျေးဇူးကြောင့်ဒီနိုင်ငံတလောက်တိ လူမွေးလူတော်ပြောင်းရဲ့လားဆာရှင်တွေမျိုးမျိုးပိတ်ဆို့မှုတွေမျိုးမျိုးဟမ်ဟာတရှိုးတကန်နေနဲ့အတွေးဖောက်စားအပြင်ဖောက်စားလုံးရှင်တိုင်းတွေလှုပ်တဲ့ဒဏ်ထဲမှာကြမ်းကြမ်းခံပြီးတော့ကိုကြမှာကိုဖန်ပြီးတော့တိုက်ပြီဟိုအဲ့ဒီခိုးတဲ့ကြားတွေကသရာကြီးတွေဆောက်ဖေးခဲ့တာနည်းနည်းလေးမှဂျေဆုမတင်ဘူးလားကောက်ွက်မရှိတော့ဘူးလားဟမ်မင်းတို့ကစစ်ဘုံချုပ်မှန်သမျှတခိုးကြီးပဲဘာတရားတွေမှာလှုပ်လိုက်တယ် ဘိုလ်ချုပ်တွေတိုက်ဆောက်ရဲဘော်တွေဂျိုင်းတော့ပြည်သူတွေဘိုက်မောက်တယ်မင်းတို့တိုင်းသားလက်နက်ကိုင်နေမီရခေါင်းဆောင်တွေကြီးလိုက်ပါအောင်ဘလို့နေလဲဟမ်အဲ့ဒါမင်းတို့မပြောဘူးလားတမန်ရဲဘော်တွေပြတ်တွေကျိုးနေတာတွေအဲ့နေမီထဲမှာမင်းတို့မသိလို့အများကြီးဒေသခံတွေသူတို့ထိတ်ချုပ်နေမီရပြည်သူတွေမများကြီးပြတ်တွေပြတ်နေတာထမင်းငှနေတာအဲ့ဒါကြတော့မင်းတို့မပြောတော့ ဟာတရားစာတတွေကဒီအာနာရှင်ကြောင့်ပြုံးနေတယ်။ဒါဆိုရင်ကျိုးသားတွေကိုပကားလို့ပုံပြီးတော့နေသတ္တတွေတွေမှာတစ်တေပိုးစိုးပတ်သက်ထုတ်နေတဲ့အဲ့ဒီလက်နက်ကင်တောင်းချမ်းသူတွေရဲ့လောက်ရတယ်မင်းတို့မပြောတော့ဘူးလား။ဗာလဲကွာမင်းတို့နိုင်ငံကြီး။ကပ်ဘရောကလည်းဒါအောင်သေးချာစဉ်းစားပေးပါ။ပြည်သူတွေကတပတ်တမိုက်တိုက်ခံနေရတယ်။ဒီဆရာနာရှင်ကြောင့်တရားစာတတွေပြတ်သုံးတယ်လို့ KIA ကြောင့် ကြောက်စိမ့်တွေရွှေတွေတတ်တုတွေကေယူကြောက်ကျွန်းစ်တွေတတ်တုတွေနိုင်ငံတော်ရဲ့လေယာစက်မှုလေယာမဖွင့်ပြိုးခင်မှာအာတကိုးနေရတဲ့နွားတွေကျွဲတွေဘလို့ယိုယွင်းနေတာလဲစစ်စိုးရတစ်ခုတည်းကြောက်လားအာနာရှင်တယောက်တည်းကြောက်လားတတော်တွေပြုံးလီးတယ်တဲ့အာနာရှင်ကြောက်ပဲမင်းတို့တိုင်းရင်သားဒေသခံတွေရောလက်နက်ကင်တွေရောဟမ်ရွှေပြောင်းတောင်ရ တရားမဝင်နိုင်ငံသားကိုတစ်တစ်ထုတ်လက်လက်နဲ့လဲဒါတွေကြတော့ဘယ်သူမှပြစ်မပြောဘူးလားအဲ့ဒီဒဏ်ကြီးကငါတို့မျိုးဆက်ထိအခုကာကြုံထိဘာလို့လာကြီးပတ်သက်ရတာလဲအမိုက်တဲတော့ပြစ်ပြောတယ်နော်ဟာဘယ်သူကဘာဖြစ်တယ်ဒီလိုပဲမြင်နေမယ်ဆိုရင်မင်းတို့တောင်မှနေရတဲ့တပိုင်းအင်းရီပါတီစစ်စစ်မဟုတ်ဘဲနဲ့ဘိုလ်ချုပ်စစ်မောင်လက်ထက်မှာရဲတွေတာမှာလမ်းကန်ဆိုင်ယူပြီးချမ်းသာလာပြီး ပစ္စိုခါချိတ်ထားတဲ့လူကအင်းနေဒီအမတ်ဖြစ်ခါမှဗါလေစစ်တပ်မကောင်းတော့ဘူးလားမကောင်းတော့ဘူးလားစစ်တပ်အတောက်နဲ့ဗိုလ်ချုပ်စစ်မောင်တာမတည်ရင်ဟဲ့ကောင်ထားဟန်ဆိုပြီးတော့ခြိမားတဲ့ကလော်ထုတ်ရင်လေချောင်းကအတောက်လိုက်ထွက်မဲ့လူအားပါစစ်တပ်မကောင်းကြောင်းအင်းနေဒီမှအင်းနေဒီသူကြည့်တော့ဟိုတော့ကတကက်အဲ့ဒီစစ်ဘုတ်ချုပ်ကိုခွင့်ရေးယူပြီးတော့လှုပ်ရှားသွားတယ်လို့အများကြီးလာမျိုးလေး အဲ့ဒါကိုတခေါမနဂိုလေးကအင်နေရီကမသိဘူးလားဘာလို့ဝင်ကျုပ်ဖြစ်လဲခိုးတတ်တာကိုခိုးပေးနိုင်တာကိုဟာကျော်မျိုးမင်းတို့လက်ရှိပါတီဥက္ကဋ္ဌတာဝန်လောင်းတဲ့ဘီလေးမျိုးနယ်မှာအပုတ်တွေအများကြီးမိမိခြေဖို့ခွာထိုင်လာသူဘာမှမဟုတ်ဘူးသူ့အကုန်နဲ့ငါနဲ့မှတပိတ်မောက်ဖက်တယ်ဟာအဲ့တော့ကိုချင်းမစားလားလွတ်တော်ထဲရောက်သွားတယ် ဟိုဆယ်တန်းအောင်ပြီးတော့စစ်ဖို့ဖြစ်လာတဲ့လူကလူခွင့်ရဲတွေဆုံးရှုံးတာမှရှစ်တန်းမာတွေပွတ်ချုံးနဲ့နေနေရတာတပွင့်ရနေတပွင့်ကြတပွင့်ရနေတပွင့်ကြတို့တို့ဘုရားတခြားလုံးလူတော်ထဲမှာဘာနေရလို့ဟမ်တရားစေကျောင်းဆင်းပြီဒုဖို့အိမ်ဆိုင်ရပြည့်အောင်များကောင်းကောင်းမွန်နေရလို့လားပြန်စစ်သားကြီးအဲ့တော့ဒီလူတွေကစစ်တိုက်ဖို့နဲ့နိုင်ငံတော်ကာကွယ်ဖို့နဲ့တစ်တစ်လျောက်ပတ်တဲ့အုတ်ချုပ်မှု နိုင်ငံရေးတွေအမြင်ဘာတွေရှိထားအောင်မှာတို့ခင်ဗျာမြောက်ရီရုပ်တံလောက်နဲ့နှပါသွားနေရတာအဲ့တော့မင်းတို့ကလိုက်ပြီးကြီးကြီးကျယ်ကျယ်တွေစာအုပ်ထဲကဖတ်ထားတဲ့ဟာလူခွင့်ရေးတို့ဒီမိုကရေစီတို့အဘာရီညာရီအဝိဇ္ဇာတွင်တွင်နေနဲ့ဒီဘိတ်တွေလှုပ်လိုက်ဟိုမှာអော်လိုက်ဒီမှာអော်လိုက်အဲ့လိုកောင်မျိုးတခိုးချဘိုးတွေကဟိုမှာသူ့ဘာသူသူ့ရဲ့တက်မွေးဝမ်းကြောင်းအတွက်စစ်ဘုံဖြစ်လာတဲ့ကလေးလေးကစပြီးတော့ တပွင့်ချင်းတပွင့်ချင်းတပွင့်ချင်းတက်လာတဲ့ဘဝခီးတစ်ချောင်းမှာတချို့ကောင်တွေရီးသားတော်ထားဘူးမှမဟုတ်ဘူး။ဒါအမြဲပြောနေတဲ့တာရင်နာရင်တောသားစစ်ဖို့တွေဆိုရင်လူပြောပြောသေးတော့မလိုက်ဘူးကြအောင်။အဲ့တော့ဆက်ဆက်မှုတွေအားနေနေတယ်။စစ်သားစစ်သားလို့နေ။အဝိဇ္ဇာတွေနဲ့တော်ကီတွေဖြစ်ပြီးတော့ပြည်သူကိုရုပ်ပြကောင်းကောင်းနဲ့ပင်နေဝတ်ပြီးလိန်စားတဲ့သူတွေကလွတ်တော်ထဲရောက်တော့တွားပြီးပခုံးချင်းတိုက်တယ်။ငါဆိုပါဆွဲရိုက်တယ်။ဟမ် မနေ့တည်းကမှဖုတ်ခါပြီးရှင်းနေလို့လို့အမှုပွဲစားလို့လို့မမခိုင်လို့ကောင်းမကတပ်မတော်ကဘုံဘူးချုပ်ဆင်းလောက်ကိုလွတ်တော်ထဲမှာတန်းသွတ်တိုက်တာငါဆိုပါရိုက်လွတ်တယ်မမခိုင်ရှောက်ချောင်းကိုတတော်မသိဘူးလားဒေါက်တာပြုံးချုပ်ကြီးကိုချောင်းထိုးပြီးတော့မမခိုင်ဘယ်နှုတ်ကနေဘယ်လောက်ကနေပြီးတော့အဲ့ဒီအင်းနေဒီအမှတ်ဖြစ်ပြီးတော့လွတ်တော်ဥက္ကဋ္ဌဖြစ်လာတယ်ဟုတ်ပါဘူးမြို့နယ်ဥက္ကဋ္ဌဖြစ်တာလေမမခိုင်ကြောင်းတရားရုံးကမသိဘူးလား အမှုဘွယ်သားတွေမသိဘူးလားစိတ်ချိုးမရကောကလောလောလတ်လတ်မောင်စောတို့ဟမ်ဟာအေးတို့မသိဘူးလားမမခိုင်ပါလေလို့မသိကြဘူးလားဒီလိုအပုတ်နဲ့နေနဲ့အဲ့လိုကောင်မျိုးတွေကသူများကိုလက်မျိုးထိုးပြီးတော့စစ်တပ်ကဘာဖြစ်တယ်ညာဖြစ်တယ်မင်းလက်ခုစာလောက်စီးနိုင်တဲ့စစ်ဘုံငါ့ကိုပြပေးပြပေးဟမတူးလောက်အသက်စီးနိုင်တဲ့စစ်ဘုံ ဖို့တာဖိလောက်လေချင်းငုတ်ပြီးတော့တို့မိဘတွေဟိုစုဒီစုတွေနဲ့စစ်ဘော်တွေဟွန်တာဖိလောက်စီးနိုင်တာကောင်းလောက်စီးနိုင်တာကိုလာပြီးလက်ညှိုးမထိုးနဲ့စစ်တပ်ကဗိုလ်ချုပ်စစ်စီးနေကငါတော်မစည်းဘူးကြမ်းလို့ဟိုဘီကိုကြီးတွေဘယ်ကလာမှမသိဘူးအဲ့ဒါကြီးတွေစစ်ရုံဆေးမုတ်ပြီးတော့အဲ့ဒီအချိန်မှာမင်းတို့တိုင်းရင်သားခေါင်းဆောင်တွေဘာကားတွေစီးနေလဲဟမ်မင်းတို့အင်းတွေကစစ်သားကြီးပေါ့ ငါးနှစ်လောက်ဖုတ်လို့ပြလူနဲ့စိတ်လစီလုံးနေရာနေစိတ်စိမ့်ရာဝါလှုပ်ရှားလာတဲ့ကောင်နေတော်မှဒီလိုနေမယ်ဆိုရင်တယောက်လာလဲစစ်တပ်ကခိုးတယ်တို့တိုင်းပြည်တရားစာဒါကဘာဖြစ်တယ်တို့ဘနို့မှာအုံနောက်ဒါဒါဟာကဲနောက်ပြီးတော့ပြောမယ်အဲ့စစ်သားတွေကမဝရည်စာရိတ်ခါနေကွစစ်စေးလိုက်ဖူးတဲ့ကောင်တိုင်းတိတယ် ။ဗာမင်းကလည်းပြောတယ်။ရိတ်ခါကိုဘရောမှပူစားပါအောင်ပါဘူး။ဆန့်စားပါ၊ဆန့်စားပါ။ငါတို့လည်းကြုံခဲ့ရတယ်။ရပန်ရန်ခါဒီမြင့်အပိနဲ့ငရုတ်တိကြောက်တော်မှနှစ်ပတ်စာကိုတလဆန့်စားတော့ပြီးတော့ဘရောမှချက်ပါလို့မပြောဘူး။စားချက်လှုပ်ရှားချက်ကြောင်းပါ။စားချက်စားလည်းစားချက်လည်းချက်။ဒီအပင်းစိတ်စားပြီးတော့ခွာနိုင်ငံတော်ကာကွယ်နေတာ။ကွန်ပတ်ပေါ့။နောက်တန်းမှာပြဿနာမရှိဘူး။ဂျန်ကဟတ်တော်စီ နှစ်လားလောက်စီးခွာတွေပြုတ်ကုန်ပြီခြေအိတ်တွေပုတ်ဆောင်နေနေပြီနောက်ကတက်ထောက်ကဘာပါလာဘူးအဲ့တော့ခြေထဲမှာတကယ်နေကြတဲ့စစ်သားတွေမှန်သမျှနှခမ်းမွေးတွေမုတ်ဆိတ်မွေးတွေသပင်းရှဲတွေပါတိတ်အင်ကြီးတွေဂျင်းပေါင်းပြီတွေနဲ့မင်းတို့မတွေ့ဘူးဘာမစစ်တာဘလောက်ချွေတာလဲသိလားဟာမင်းတို့ဘုံချင်းတွေဘုံချင်းတွေရှောက်ပြောနေအဲ့ဒီချင်းနေတယ်ဘလောက်ကုန်ကြသက်တာလဲအဲ့တော့မင်းတို့က မတည်ရင်ပဲဗိုလ်ချုပ်မူကြီးကဘလောက်ချမ်းသာနေပြီတို့ဦးတန်းရွှေကဘလို့တို့အဲ့ဓာတွေအခုနိုင်ငံဘေးရတည်းကျုံတဲ့ခါမှာထွက်လာပြီတွေ့လားတွေ့လားမလို့စောက်လုံးနေအချွန်တွေအတက်တင်နဲ့ဝဲနေတာလက်လက်တွေကိုမိပညာတွေအတွက်ကုန်ခန်းနေတာနိုင်ငံတကာကိုစစ်ဗိုလ်တွေကိုပညာတော်သင်လွတ်နေတာဘယ်ကစောက်ဆန်နေနဲ့လွတ်မှာလဲဟမ်ဒိန်ခွန်းဆိုရင်ဟိုတော့ကပြည်သူကကြောက်ဖို့ပဲသိတယ်အခုဒိန်ခွန်းဆိုရင်မင်းတို့နှစ်ဖက်ပြစ်တဲ့ကြီးဟာ တိုင်းပြည်ကဘလောက်ပါပြီလဲလို့ပြည်သူတိုင်းသိနေပြီဟာစစ်ဘုတ်တယောက်ကိုနိုင်ငံသားပညာတော်သင်လွှတ်တာဘသူကလကားကားမယ်တားရှိစစ်သုံးစိတ်ပြဿနာရှာတယ်ဟာလွတ်တော်ထဲမှာဘာဆွေးနွေးလဲစစ်သုံးစိတ်စစ်သုံးစိတ်ကဲအခုမင်းတို့စီရီယံလုတ်သွားတဲ့တောင်စားဆရာဝန်တွေကြောင့်စစ်တပ်ကပါတကူတွေလူတို့ကိုခုပေးနေရပြီဘယ်ဆောက်ဆံနေလဲလုံပါလဲဟာ ဘိုးချုပ်ဘူးကြီးကွာသူ့ຢာဒူးနဲ့မင်းတို့စီကတခေါ်ချဖို့အေးစံတော့ဘလို့နေွားလဲဟမ်မိမေဦးနေရတဲ့တပိုင်းဝင်ကြောက်ဖြစ်တယ်ဘလို့နေွားလဲစစ်တပ်မှာဟိုး၁၆နှစ်သားလောက်တည်းကရှယ်ရန်အောင်ပြီးတော့အစီရစကြီးသူ့ဘဝကြီးတစ်ခုလုံးကိုဒီမှာလိမြုပ်ထားတဲ့သူတွေဒီနေရာရောက်လို့အဲ့ဒါတွေကိုမင်းတို့ကခွာရချင်းလိုက်တိုင်းတယ်ဆိုရိုင်းတယ်လို့မထင်နဲ့မင်းတို့လောက်တာကြတော့မင်းတို့ကပြည်သူကို တပြဲင်းနဲ့လိန်ညာပြီးတော့ဟိုဘက်ကိုသွားသွားကြီးမဟုတ်တာတွေပြစ်တင်ပြီးတော့မင်းတို့လိန်တာများတော့ငါတို့ရန်တူကိုငါတို့ကာကွယ်နေပြီမခံနိုင်တော့ဘူးငါတို့ဟမ်မင်းတို့စစ်ဘုံကဟွန်တာဖိလောက်စီးရင်မျက်စောင်းထိုးတယ်တိုင်းသားလည်းနဲ့ကန်ရခေါင်းလေးတိတ်ဘလောက်မှမသိငါတို့တော့မမြင်ဘူးတဲ့ကားတွေစီးလာရင်ဘယ်ကောင်မှစောင့်တာမထွက်ဘူးဘယ်ကောင်မှစောင့်တာမထွက်ဘူး အဲ့လိုမင်းတို့တပ်ဖက်ကိုအပြစ်ပြောမယ်ဆိုရင်မင်းကိုနိုင်ရဘာဆောက်လို့စားရှိလို့အဲ့လိုကားတွေရှိပြီးအဲ့ဒီလောက်ကြီးနိုင်ငံတကာတဲ့ဝင်ဆနေတာလေမင်းတို့မင်းကိုနိုင်ရဘာဆောက်လို့ကိုလက်ကျော်တင်းအောင်လှုပ်လို့လဲသူ့မှာစီးလိမ့်နေအများကြီးဟာစစ်သားရှင်းတမ်းမှာလဲကွက်ချင်းကိုတူရတယ်အားလုံးကြုံခဲ့တဲ့စစ်စင်ရေအမတန်ခါးသီးရကောင်းတဲ့ကချင်ပြည်နယ်မှာရေတော်ထဲမှာမတ်တပ်ထမင်းစားရတယ်ညအိတ်ချိန်မရှိဘူး မေတော်တော်ပင်မလာမဟုတ်ဘူးနော်ညဘက်ဆိုရင်တခါကညကြီးမှတ်သားလေးမထင်မရှားနဲ့ချော်လဲပြုတ်ကြတောင်ပေါ်ကပြုတ်ကြအုံးကွမ်းကွမ်းနေနဲ့တနေ့မှစိတ်ချမ်းသာစရာမရှိဘူးဒါဆိုကျုပ်ကောင်ကြီးနှာခေါင်းထဲဝင်တယ်ဒီလိုမင်းတို့စစ်ပြေပြင်ကနိုင်ငံတော်သူတို့ကာကွယ်တာသူတို့ဟာမြန်မာနိုင်ငံရဲ့တရားဝင်လာစာစာကာကွယ်ရေးဝန်ထမ်းတွေသူတို့တာဝန်ကျေဖို့ပဲလို့လေမင်းတို့နိုင်ငံရေးရောင်တွေစစ်တပ်ကိုရှောက်ရှောက်မထဲလိုက်ဘူး ခြေထားမှာဘလို့လဲဆိုတာဟုတ်မင်းတို့ဘာဆောက်လုံးနေမြင်ဘူးလဲကျိုးမေးသိနှလုံးသုံးလုံးရောင်းနေကောင်ဟာရခမအရှိန်ရွှေဆိုင်နဲ့ချော့မပြောနဲ့တိတ်1000လောက်တန်တဲ့အိမ်ကြီးနဲ့ဒီကောင်အင်ပရက်ရှင်ဘာရှိလဲတိုင်းပြည်အတွက်အဲ့တော့မင်းတို့ကလာပြီးတော့ပြည်သူကြားထဲမှာတတိုင်းချားပြီးတော့တခိုးတွေကလူလိုဟစ်ပြီးတော့ဟာစစ်ဘုံကျုပ်ကတိုက်ဆောက်ရဲဘော်ချိုင်းတော့ဒီနေ့ဒီဘာလုပ်ပေးရအောင်မလဲရဲဘော်ဟောင်း အရက်ဆိုင်ပါမိမာထာတာကိတ်အလုတ်ပဲပေးနိုင်တယ်ဒုစစ်တကနော်မတရားရတာခွင့်ရေးတွေနဲ့မင်းပါကျဲတော့လည်းမပေးနိုင်ဘူးလက်ခုစာလည်းမပေးနိုင်ဘူးမင်းတက်ကထွက်မင်းပြင်ရှင်နဲ့အလုတ်လုတ်လို့ရရင်လုတ်အဲ့တော့သူတို့ရိုးသားစွာနဲ့စားဖို့ရောင်းစားတယ်အဲ့ဒါကြီးကိုမင်းတို့ကလိုင်းပေါ်တင်ပြီးတော့မင်းတို့ဟိုဘက်ကခေါင်းလေးကြည့်ရင်မရငယ်နဲ့မင်းရှောင်းတော့ပြန်ငိမ့်ငိမ့်ဖွဲရပုံမှုတော့မှပြစ်စလို့သုံးလေးလက်နဲ့မရငယ်နဲ့ ဘာကားတွေမှမသိဘူးစီးတာလားအဲ့ဒီလိုလူလိန်တွေကအဲ့ဒီလိုလုံနေတဲ့အချိန်မှာဟိုစစ်တပ်ထဲဝင်လာတဲ့အချားဆင်းရစပြီးတော့ဟမ်အဲ့ဒီစစ်ဘော်တွေဒီလောက်လေးနေနိုင်တာဟွန်တာဖစ်လောက်စီးတာငါတော်မစီးတဲ့ဘီကိုကြီးကိုဆေးမုတ်ဘီဆေးရောင်နဲ့စီးနေရတာကိုမင်းတို့ကလက်ညှိုးတထိုးတုံးနဲ့ဒါတရားမျှတာပါရန်သူကိုလည်းအစစ်ရှိကြီးတိုက်ပါနိုင်ငံရေးကိုအစစ်ရှိကြီးတွားပါပုံမရိုက်တဲ့အချိန်လေးအချိန်လေးတွေတော်သိပြီရက်သိနေပြီ ူပြူသင်းဘယ်ရချမ်းသာလားဟမ်ဘယ်ရချမ်းသာလားယောက်ျားမမွေရတယ်လားပြောနေစောက်ချောင်းတွေအားလုံးသိတယ်ဟမ်ဘယ်ရချမ်းသာအခုဘောကြီးတို့ဟာပြန်စစ်သားကြည့်ဟမ်အဲ့ဒီလိုနိုင်ငံရေးဆိုတာကတော့စီကင်နဲ့လက်စီပေပြီးသူကျင်လေရသူရှိမှာအကာကွယ်ရေးသုံးစိတ်ဘာဖြစ်တယ်အခု တယ်ဘလို့ဖြစ်ပြီးပြီးသူတွေမင်းတို့တရောင်းစားဆရာဝန်တွေကစီရီယံလုပလိုက်ပြီအဲ့ဒီဆရာဝန်တွေကိုပါရဂူဖြစ်ဖို့နောက်ဆုံးကွာဘရာဒါလောက်ဖြစ်ဖို့အတွက်တပ်မတော်ကဘလောက်ကုန်ကြစိတ်တွေနဲ့ဘလို့မွေးပြူတာအဲ့ဒီစောက်ဆန်တွေကဘယ်ရရဘယ်ရဘာလဲအိမ်သာခွန်ခောက်လားအခုမင်းတို့ဒီအင်နေဒီတက်လာတော့တရောင်းစားတဲ့ဆိုးတယ်မြို့ဟိုဘက်တစ်ဘက်ဟာဟိုမှာလဲခွန်ဒီမှာလဲခွန်ချိမာတာအစခွန်ခောက်နေပြီ တို့နာဝတာနာဖဦးသိန်းစိန်လက်ထက်ဘယ်ဆိုင်ကယ်ဝယ်တယ်ဘာခွန်မသိဘူး TV ဝယ်တယ်မသိဘူးကောင်တောင်လုပ်ငန်းကြီးတိတ်ထုံဆက်ဝယ်တယ်မသိဘူးမင်းစားလို့လည်းမကုန်နိုင်ငံတကာအထောက်ပံ့လည်းပြောသေးတယ်အောက်ချိန်မှာကြတော့ကြီးပါတာအစအခွန်ကောက်တယ်တန်လားလောက်ပါလေမြန်မာနိုင်ငံမှာပညာထလုပ်လိုက်မဲ့ဤနေရာပေးရမဲ့ဒူတွေသူ့အဖေနဲ့ရဲဘော်ရဲဘက်တွေသမင်းကနာအများကြီး နိုင်ငံရေးရေချိန်တွေအများကြီးမြင့်တဲ့သူတွေနေရာမပေးဘဲနဲ့သူ့လင်60ကိုမြန်မာနိုင်ငံခေါ်ပြီးတော့ငါတို့ကွာရှက်လိုက်တာနောက်မှသိတာငါလည်းတုံးတယ်ရုတ်တရက်နဲ့ဆိုရလို့တယ်ပြီးလည်းပြီးရောနိုင်ငံသား60ကျော်ရှိသမျှမြန်မာနိုင်ငံရဲ့ငွေတွေအလုံးငါးနှစ်လုံးလုံးပေးခဲ့ရတာထမင်းကတဲ့ဘိုလ်လက်ထုံးတို့တော့သူ့ဖေရဲ့ BSO တွေမော်ဘိုးရဲ့ပထမအဆင့်တကက်လွတ်လပ်ရေးချိုးပန်းတဲ့ရောင်းစားကြီးတွေအများကြီးဖြစ်နေပြီ ဟမ်တိုင်းပြည်ဟာရကြမရှိတော့အဲ့တော့မင်းတို့ဖြိုးမင်းသိန်းလို့ကောင်မျိုးအေးဆန်လို့ကောင်မျိုးမင်းကိုနိုင်လို့ကောင်မျိုးတော်မှာအဲ့ဒီလောက်ထိစည်းစိမ်တွေနဲ့နေချင်းညချင်းဖြစ်နေခဲ့ရင်စစ်သားတွေရှေ့တန်းမှာပုတ်ချုံးတော့နားမမှန်ဘူးစစ်ဘဝဘာဖို့လဲပိုလာမှာစာဦးစာပြပိုလာမှာစာဦးစာပြ ရဲပါမြင့်သူလည်းသိပ်ဘာမှပို့မလာဘူးအဲ့တော့နောက်မင်းတို့ပြန်ကြည့်လိုက်အောင်မင်းတို့စောက်လို့လောက်တာနဲ့စစ်တပ်ကစောက်လို့လောက်ရတာခြေရန်ပြန်ဝင်တယ်လေစစ်စေးရတစ်ခါခါကြရင်၄လတစ်ခါခါ၆လတစ်ခါတခါ၉လလည်းမချိမ့်ဘူးနောက်တိုင်းပြန်ရောက်ဘူးမင်းတို့ဆိုဘာလုပ်မလဲဒီလောက်နှစ်နဲ့ချီပြီးတော့ခြေရန်မှာငါပြတ်နေတာလေနောက်တိုင်းရောက်ရင်ဟိုတယ်တက်မယ်ဟာမင်းတို့လောက်မယ်ပါတီတွေပါတက်တယ် တော့ငယ်ချွမ်းဆွေတို့ပပရောက်ကိုချစ်တယ်တို့လုံမယ်စောက်ချက်မရှိပဲနဲ့ကိုင်းပြေကထမင်းကပြီးသေးတော့မယ်ဝင်းမြက်ကဟိုမှာငယ်ချွမ်းဆွေနဲ့တက်လာကစားတော့စပိန်စီးပြရတာနဲ့အဲတခုံးကပို့ပြီးတော့လုပ်ပြရတယ်ဟမ်ခြေရန်ပြန်ဝင်လာပြီတနေ့ကြိုလိုက်တယ်စေတနာရှိလာမှဘာလိုက်မှာတော့နေ့ရက်တော့လုပ်ပေးလိုက်တယ်နောက်နေ့ဖတ်တဲ့ဟမ်မင်းဒီတိုင်းမနေနဲ့ညကျရင်ခင်းကြမယ် ခြေထမ်းပြလာတဲ့မိမနဲ့ဖိုင်ဖို့စိတ်မကူးနဲ့ခင်းရှိတယ်အစင်လာအရာရှိတာဝန်မှုရုံးမသွားရင်ဟမ်တနလေးနာရတာလေမိမနဲ့ဘယ်ညဖိုင်ရမှာအရာရှိတာဝန်မှုအခြားအစင်တာဝန်ချက်ကြီးတာဝန်ချက်အကင်းအဲ့တော့မိမကြီးကိန်းဘုတ်တော်လိုက်မိနေတယ်ဟုတ်ကိုချင်းစာကြည့်ရအောင် ်အပြီးပါရင်နေခင်းပဲကြာရင်ဖတ်တဲ့တောင်းပဲဘုန်းကြီးเจ้าဟိုငါဆရာတတ်တယ်ဘူးဆိုရင်ရဲဘော်ပါမထားဘူးတော့အားရှိဘယ်မှမရှိရင်တွားခရိယံဖျားเจ้าကိုတစ်ပြက်စီတော့လဲအဲ့တော့စစ်သားတယောက်ရဲ့ဘဝမှာနောက်တန်းမှာတလနေရတဲ့အချိန်မှာအဲ့ဒီရက်ပေါင်း30ပါဆယ်ညပြည့်အောင်ကိုမိမနဲ့ကိုမနေရဘူးဒီကြားတဲ့မိုးမမိုးမတိုက်ရင်စီယုံစီယုံရင်တိုက်တိုက်ရင်လေးကျင့် လက်ချင်ရင်တိုက်မောမန်သွားတိုက်ဖို့တယ်လက်ချင်ရင်ချောင်းတယ်တခါလေတိုက်ရင်လိုက်မောမန်ခုံဟားပြီချိန်ရအဲ့တလားမှာခုံဟားပြီပြန်လာပြီစစ်ထွက်ပြန်တော့အဲ့တော့အင်ရသာသမီနဲ့အင်ရကိုမိမနဲ့အဲ့တတ်သားတွေရဲ့ဘဝချားရှင်ရဲဘော်အရာရှိဘဏ္ညများပြန်လာရတယ်တလားမှာကိုယ်အိမ်မှာကိုသားသမီးနဲ့နှွေးနှွေးတွေးတွေးနော်ဗမာစင်ကြတာရှိတယ် အဲ့ဒါယူစောက်ပြစ်လုပ်ပြီးတော့မင်းတို့ကအာဆက်ဆံရေးဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့မင်းတို့တော့လေးခွက်ကရင်မန်တက်နေတာပဲဖြစ်စုံခါရှိတဲ့ကောင်ကသူ့မန္တာနဲ့သူ့အတူရှိမှာမင်းတို့ကရက်ဖက်စက်ဖက်ဆက်ဆံရေးကိုရကြရမရှိအောင်ဟမ်တခါတည်းတစိတ်တည်းလုပ်ပြီးတော့အာစစ်သုံးစီဘာတွေဘလို့ခိုးတာဘာတွေဘလို့ခိုးတာဘာလောက်တာညာလောက်တာ ဲ့ဒီပါရဂူတွေဗရာသာတွေဟာပြီးတော့ခြားတော့ဤပညာတွေအဲ့ဒီအတွက်လှုပ်ရတဲ့တစ်နှစ်တစ်နှစ်စစ်တပ်ရဲ့ပညာတော်သင်စရိတ်ကိုပဲတွက်ကြည့်ဘယ်လိုရင်းလဲဒီကဘာလှုပ်ဝေးလဲတိုင်းပြည်အတွက်အဲ့ဒါလေဟမ်ဘာလှုပ်ဝေးလဲဘာလဲ2000နဲ့4000ပေးတာကျေးဇူးရှင်ကြီးလားဟုတ်ရဲ့လားဟိုမှာအိမ်သားစာခွန်ကောက်နေပြီ